ရွာတရွာမှာမိဘမဲ့ကောင်လေးတယောက်ရှိပါတယ်။သူ့မှာတစ်ခါတစ်ခါဗိုက်ပြေဖို့အတွက်ရွာသားတွေစီသွားရောက်တောင်းရင်စားတော့ရတဲ့အတွက်ငက်တလေပြက်တလေပါ။ရွာသားတွေကလည်းသူအလုံမလုံပဲလိုက်ပြီးတောင်းစားနေတဲ့အတွက်ကြောင့်ရွှန်ရှာမုန်းတီးနေတယ်။ထမင်းနေနေလောက်ကျွေးပါလားဗျာ။ကျွန်တော်ဘာမှမစားတာပနေရတောင်ရှိနေပြီဗျာ။မရှိဘူးကွာ။တခြားသူစီမှာသွားတောင်း။ဟုတ်ဟုတ်လေ။ညီညီမင်းတီးရနေဝေးဝေးသွားစမ်းကွာ။ခြေတွေလက်တွေကောင်းရသားနဲ့ရှာဖွေလောက်ကမစားတော့ပဲ။ လိုက်ပြီးတောင်းစားနေရဘသူအမင်းကိုကြွေးချင်ပါလဲကွာညီညီလဲသူတို့အိမ်ရှိကနေနင်းထုတ်ခံလိုက်ရတယ်နောက်တနေ့မှလဲသူတနေ့ကုန်တနေ့ခန့်မစားမတော့ရတဲ့အတွက်ညွမ်းဖက်နေပါပြီသူလဲဘသူစီကိုလိုက်တောင်းစားမှန်းတော့မသိတော့ပါဘူးအဲ့ဒီအချိန်မှာသူကဦးလေးကြီးတယောက်နဲ့တွေ့တယ်ဦးလေးဘာတော့ကွယ်ကျွန်တော်တနေ့ကုန်ဘာမှမစားခဲ့ရအောင်ဦးလေးမကျွန်တော်ကြွေးစရာလေးပါလဲမရှိဘူးလားဗျာမင်းကမင်းရဲ့အဖေအမေရောမင်းအဖေမေကဘေးရောက်သွားလဲကွာ ဘာလို့မင်းအဖေမင်းစီမပြတ်နာလဲကျွန်တော်မှမိဘမရှိတော့ပါဘူးဗျာငငယ်တဲ့ကြီးလာတဲ့ထိရွာသားတွေစီကတောင်းစားခဲ့ရတာပါအခုလို့သူတို့ကျွန်တော်ညုံညင်တဲ့ထိပဲအော်ဟုတ်လားဘာမှမဖြစ်ပါဘူးကွာဒီမှာဦးလေးစီမှာထမင်းထုတ်ပါတယ်အိမ်နဲ့အဝေးရို့ထွက်လာတော့ထမင်းထုတ်လာတာမင်းဦးလေးရဲ့ထမင်းကိုယူသွားစားလိုက်မင်းကိုကြည့်ရတာလဲအာမရှိတော့တဲ့ပုံပဲကျေးဇူးတင်ပါတယ်ဦးလေးရဲ့ပြောပြောဆိုဆိုနဲ့ညီညီကထမင်းထုတ်ကိုမြင်မြန်ဖြီးစားလိုက်တယ် ဦးလေးဟေးစားလို့ဝပြီလားကွာ ကျွန်တော်ထမင်းကျွေးလို့ကျေးဇူးဆက်တဲ့နေနဲ့ကျွန်တော်ဒီထင်းတွေကုသေးပေးပါမယ်ဟာဖြစ်ပါမလားကွာငါမင်းကိုထမင်းကျွေးပြီးခိုင်းစားရဖြစ်နေပါ့မယ်ထင်းတွေအများကြီးပဲကွာရှားပါတယ်ဦးလေးရေဦးလေးကိုကျွန်တော်ကူညီဖို့အစင်သက်မှာဦးလေးကကျွန်တော်ကြည်ကြည်ဖြူဖြူနဲ့ထမင်းကျွေးတဲ့ပြင်တခြားသူလိုလည်းကျွန်တော်မောင်းမထုတ်ဒီအတွက်ကျွန်တော်လည်းဦးလေးကိုကူညီဖို့အစင်သက်မှာပဲဦးလေးကိုကျေးဇူးဆက်ချင်လို့ပါ ညီညီအားဦးလေးစီအားထမင်းစားတဲ့အတွက်ကျေးဇူးပြန်ဆက်တဲ့အနေနဲ့အလုပ်တွေကူလောက်ပါတယ်။ဦးလေးတယောက်အလှကြတော့ကောင်လေးပေါ်တနာပြီးကယူနာစိတ်တွေပေါ်လာတယ်။ကောင်လေးကိုကြည့်ရတာငငယ်တဲ့အခုချိန်ထိဘဝကိုတော်တော်ခက်ခက်ခဲခဲရုံးငန်ခဲ့ရမယ်ပုံမှာ။ဒူလေးဘဲမသွားစရာမရှိရင်ဦးလေးနဲ့လိုက်နေလဲရတယ်ကွာ။ဦးမမင်းကိုကြွေးစရာထမင်းလောက်တော့ရှိပါတယ်ကွာ။မင်းလည်းထပ်ပြီးငှက်ပြက်နေစရာမလိုတော့ဘူးပေါ့။ဘဲနဲ့လဲဖြစ်ပါမလားဦးလေးရဲ့။ကျွန်တော်ကမိပါမယ်ကလေး။ ဦးလေးနဲ့လိုက်နေဦးလေးရဲ့သားသမီးတွေကလက်ခံမှာမဟုတ်ပါဘူးဗျာဦးလေးကိုဒုက္ခမရောက်စေချင်ဘူးဘာမှမဖြစ်ပါဘူးကွာမင်းကလည်းဦးလေးကတယောက်ထင်းနေတာသားသမီးတွေလည်းအတူတူမနေတော့ပါဘူးဦးလေးတယောက်ထဲလောက်ကန်စားတော့နေရတာမင်းလိုက်နေတော့အလလုတ်ကူဖော်တော်ရသေးတာပေါ့ကွာအခုမင်းနဲ့ဆိုတော့ငါမှပြင်းစရာမလိုတော့ပေါ့ကွာဦးလေးနဲ့လိုက်နေပါကွာညီညီကဦးလေးစကားကိုကြားတဲ့ချိန်မှာသူလိုက်ပြီးတောင်းစားစရာမလိုတော့ဘူးဆိုပြီးဝမ်းသာနေတယ် ညင်ညီရဦးလေးကြီးနဲ့လိုက်နေတဲ့အတွက်ဦးလေးကြီးလည်းပါအလုံးမထက်ပြီးမလောက်တော့ပါဘူး။ညင်ညီရသူ့အစားအလုပ်တွေအကုန်လုပ်ပေးခဲ့တယ်။ဒါကြောင့်ဦးလေးကြီးကလည်းညင်ညီကိုတာရင်တယောက်လိုချစ်ခင်လာတယ်။သူတို့နှစ်ယောက်လည်းဘဝကိုပျော်ရွှင်စွာ ဖြတ်တန်းလာကြတယ်။ညင်ညီမင်းလည်းငါနဲ့နေလာတာကြပြီ။ငါအလုပ်ကိုကူပေးလာတာလည်းအများကြီးပဲ။ငါမှမင်းကိုပြန်ပေးစရာဘာမှတော့မရှိဘူးကွာ။ရွာနောက်မှာတော့ငါမှမြေတစ်ကွက်ရှိတယ်။ဒါမှမရှိလိုက်ရင်အဲ့ဒီမှာလောက်ကန်စားတော့ကြနော်။ဦးလေးရဲ့ အဲ့ဒီမြေကွက်ကျွန်တော်မရှိပါဘူးဗျာဥလေးနဲ့ပဲနေမှာကျွန်တော်သွားလိုက်ရင်ဥလေးကဘသူနဲ့နေမှာလဲဥလေးကကျွန်တော်နေဆရာစားဆရာရှိအောင်ကူညီပေးထားတာကျွန်တော်လည်းဥလေးကိုတတ်ဆုံးနိုင်နေပြုစုသွားမယ်ကျွန်တော်မိဘရင်လို့သဘောထားပါမယ်ဒီခေါင်ကတော့နေရင်ထိုင်ငါ့ကိုတေးအောင်ကျိန်စာတိုက်နေပြန်မေးကျိန်စာတိုက်တာမဟုတ်ရပါဘူးဥလေးရဲ့ဦးလေးနဲ့တည်တဲ့အထိအတူတူနေချင်တယ်လို့ပြောတာပါ။ဦးလေးစီကဘာအမွေးမှမလုပ်ချင်ပါဘူးဗျာ။ကျွန်တော်ဘာမှလည်းပေးစရာမလိုဘူး။ နှစ်တွေကြာလာတာနဲ့မျှဦးလေးကြီးကယောဂဝိတနာတွေခံစားနေရပါတယ်။ဒီနေ့မှာတော့တမျှတွေရောက်လာပြီးသူတို့ပိုင်ဆိုင်တမျှရွှေငွေအုပ်စာတွေကိုတမျှတိုက်သွားတယ်။ကြွေထားတဲ့ချက်တွေဘဲတွေတောင်မှလှူယူသွားတယ်။တအားပြင်ဦးလေးကြီးကပါတင်ရီပါရသွားအောင်ထိုးကြိတ်ခဲ့သေးတယ်။ငါတူညီညီရဲ့ဒီတစ်ခါတော့ဦးလေးကမရလောက်တော့ဘူး။ဦးလေးကတလောက်ပဲအသက်ရှင်ခွင့်ရှိရထက်ပါတယ်။မင်းတို့ဘာမှတော့ပေးစရာမရှိဘူး။မြေကွက်နဲ့အိမ်လေးပဲရှိတယ်။ မင်းဒီအိမ်နဲ့မြေကွက်ကိုယူလိုက်နော်။ဦးလေးဦးလေးအဲ့လိုမပြောပါနဲ့ဗျာ။ဦးလေးကကျွန်တော်နဲ့ပဲနေရမှာ။ကျွန်တော်ဦးလေးကိုစေးုံလိုက်ပို့ပေးမယ်။ညီညီရဲ့ပါပဲဖြစ်ဖြစ်ဦးလေးအသက်မရှင်နိုင်တော့ပါဘူးကွယ်။ဦးလေးကိုဦးလေးသိတယ်။ဦးလေးတို့ပိုင်ဆိုင်သမျှလဲ။ဓမြတွေစီအကုန်ပါသွားပြီဆိုတော့သက်ဆန်အမြန်လိုခဲ့တယ်ဆိုရင်လဲရီရာတွေရောင်းလိုက်နော်။အဲ့လိုပြောပြီးဦးလေးကြီးတယောက်ဆုံးမသွားခဲ့တယ်။ညီညီတယောက်တော့ဝမ်းနဲ့စိတ် ယူကျုံမရတဲ့စိတ်နဲ့ကြံရစ်ခဲ့ရပါတယ်။ဦးလေးသိသွားတာကိုသိသွားတဲ့ချိန်မှာသူ့ရဲ့သားသမီးအရှင်တွေကအမွေယူဖို့အတွက်အိမ်ကိုရောက်လာခဲ့ကြတယ်။သူတို့တွေကအမွေတွေယူပြီးထုခွဲရောင်းချကညီညီကိုအိမ်ပေါ်ကနေနှင်ချလိုက်ကြတယ်။နင်ကဘာတူလဲ။ငါတို့အိမ်ထဲကနေခွတ်ချက်ချင်းထွက်သွားစမ်း။ဒါငါအဖေရဲ့အိမ်။အမွေရီအားလုံးကလည်းငါတို့ပဲဖြစ်ရမယ်။နင်ကဘာသူမလို့ဒီအိမ်ပေါ်တက်နေနေရလဲ။ဘာလဲ။နင်ကငါတို့အဖေရဲ့အမွေကိုလာလူယူချင်နေရပေါ့လေ။နင်တော်တော်မျက်နှာပြောင်းတာပဲ။ ငါဖေးအိမ်ကနေခုချက်ချင်းထွက်သွားဒီအမွေတွေအားလုံးကငါ့အတွက်ပဲဖြစ်ရမယ်ထွက်သွားနေမသွားရင်ငါရဲခေါ်ပြီးလာဖမ်းခါလိုက်မှာနော်ကျွန်တော်မသွားနိုင်ဘူးဗျဦးလေးကြီးကကျွန်တော်ဒီအိမ်မှာနေဖို့ခွင့်ပြုထားပေးတာစကားမများနဲ့ငါသူ့သွေးသားသူ့သွေးသားအရင်တော့ तू မပေးသွားတာဘာမှမဆိုင်တဲ့နေ့ကိုဘာလို့ပေးရမှာလဲညီမလေးရဲကိုဖုန်းဆက်ခေါ်လိုက်တလောက်မှနေချင်နေဆိုရင်လည်းသူ့ထောင်ထဲမှာသွားနေခိုင်းလိုက်ဟုတ်ကဲ့ကိုအခုချက်ချင်းဆက်လိုက်မယ် အဲ့လိုနဲ့ညီညီတယောက်အိမ်ကနေထွက်လာခဲ့ရတယ်။သူဘယ်ကနေဆက်သွားလို့သွားရမှန်းလည်းမသိတော့ပါဘူး။သူစိတ်ထဲမှာတော့နောက်တစ်ခါသူလမ်းဘေးကိုရပြီးထပ်ပြီးတောင်းစားရမယ်လို့တွေးနေတဲ့ချိန်မှာပဲသူအတန်တခုခုကိုကြားလာရတယ်။ဟဲ့ကျဲမကြီးတကောင်မလား။မင်းကဘယ်ကနေလွတ်လာလဲ။လာလာလာငါမင်းကိုကြွေးထားမယ်။အတူတူဒုက္ခရောက်ကြတာပေါ့ကွာ။အခုငါလည်းဘယ်သွားလို့သွားမှန်းမသိတော့ပါဘူးဟာ။ညီညီတယောက်ရှေ့ဆက်သွားနေပြီမဲ့ဘယ်သွားလို့သွားရမှန်းမသိ။ သူဘာမှမစားတဲ့အတွက်အာအင်တွေလည်းနဲလာပါပဲ။လေးငါးရက်ဆက်တိုင်မစားမတော့လာတဲ့အတွက်သူကတတိလစ်သွားတယ်။ကံကြမ္မာကသူ့အပေါ်တော့မလုရနိုင်ပါဘူး။သူတတိလစ်နေတော့ကောင်းလေးတယောက်ကသူ့နားကိုကားမောင်းလာတယ်။ဘသူတော့ဟာဒီနားမှာလာအိတ်နေရ။ဘသူသားသမီးလဲကွာတနာဆရာကောင်းလိုက်တာ။ဒီနားမှာလာပြီးတတိလစ်နေရပဲ။ကောင်းလေးကလည်းညင်ညင်နဲ့ကြက်ကိုယူကသူ့အိမ်မှာခေါ်ထားလိုက်တယ်။ သူ့ကိုတနာတဲ့အတွက်ညီညီတယောက်ကောင်းကောင်းတက်တာတဲ့အထိထမင်းဟင်းတွေကြွေးထားလိုက်ပါတယ်။ငါငါဘယ်ကိုရောက်ညာလဲ။အော်နိုးပြီလားညီလေး။ဒါနဲ့ကျွန်တော်ဘယ်ကိုရောက်ညာလဲဗျ။ကျွန်တော်ကြက်ရော။အော်မင်းကြက်အတွက်တော့ဘာမှစိတ်မပူပါနဲ့။ငါလောင်အိမ်ထဲမှာသွားထည့်လောင်ထားပေးတယ်။ထမင်းတွေရေတွေလည်းကြွေးထားပါတယ်ကွာ။မင်းအားရှိအောင်သာအနားယူလိုက်ပါ။ဒါနဲ့မင်းကဘသူလဲ။မင်းမိပါရောဘသူလဲ။မင်းကဘယ်ရွာလဲကွာ။မင်းကောင်းကောင်းတက်တာသွားရင်ဘယ်ကိုလိုက်ဖို့ပေးရမှာလဲ။ ကျွန်တော်ကမိဘမဲ့တယောက်ပါဗျာသွားစရာနေရာမရှိပါဘူးတက်တာသွားရင်ကျွန်တော်ပါတာပဲထွက်သွားပါမယ်ကျွန်တော်ပေါ်မြစ်တာထားပြီးကုညီထားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဟာမင်းကမိဘလည်းမရှိနေစရာအိမ်လည်းမရှိဆိုတော့မင်းကဘယ်မှာသွားနေမလို့လဲကွာခြေဦးတဲ့ရပါဗျာမိုးချုပ်တဲ့နေရာမှာအိမ်မယ်ရွာသားတွေစီအစားတောက်တောင်းစားမယ်ရှားလောက်မှာပါဗျာကဲကွာအဲ့ဒါဆိုလဲဘဲမှာသွားမနေပါနဲ့ဒီမှာပဲနေဘာမှစိတ်ပူစရာမလိုဘူးနော်လူချင်တာပြော မြို့ထဲရောက်တဲ့ချိန်ကျရင်ဝဲလာပေးမယ်။ဒီလိုနဲ့တီဟာကညီညီကိုသူ့ညီလေးအဖြစ်မွေးစားလိုက်ပြန်တယ်။ဒါပေမဲ့သူ့မိမကတော့မလိုလားပါဘူး။ညီညီကိုသူ့အမွေတွေလာလို့မှကြောက်လို့ပါ။ကိုသူ့ကိုအိမ်ထဲခေါ်နေမလို့လား။ကျမတို့ကလေးတို့တောင်ကောင်းကောင်းမပြုတ်စုနိုင်တာ။သူ့ဘာထက်ခေါ်ထားနေပြန်ပြီ။ဘသူပဲဝါမမ်းမသိ။မိပါမဲ့တကောင်ကျက်လမ်းဘေးတောင်းစားတဲ့ကောင်ဒီအောက်တန်းကြတဲ့ကောင်ကကျမတို့ပစ္စည်းတွေခိုးယူရောင်းဆိုင်ဘယ်နဲ့လုပ်မလဲတော့မိမရဘာလို့အဲ့လိုပြောတာလဲ ။သူကမိဘမဲ့ကလေးလေးသူ့ဘယ်သွားနေခိုင်းမှလဲ။စားလဲကောင်းကောင်းမစားရမတော့ရနဲ့တနာပါရဲကွာ။အိုးသူဘလို့ပဲနေနေပေါ့။ငငယ်တည်းကကြီးလာတဲ့ထိသူအသက်ရှင်အောင်ရပ်တည်နိုင်သေးတာပဲ။အခုလဲသူနေနိုင်တော့ပါရဲ။ကျမတော့သူနဲ့တူတူတအိမ်ထဲမှာမနေနိုင်ဘူးနော်။ရပါရဲဗျာ။ကျွန်တော်ပါတာရှာစားနိုင်ပါရဲ။ကျွန်တော်အတွက်နဲ့စကားမများကြပါနဲ့။ကျွန်တော်ဒီအိမ်ထဲကနေထွက်သွားပါမယ်။ကျွန်တော်ကြောင့်နဲ့လင်မယားချင်းစကားများတာတော့ကျွန်တော်လည်းမဖြစ်စေချင်ပါဘူးဗျာမရပါဘူးညီညီရာ ဘလို့ပဲဖြစ်ဖြစ်မင်းဒီမှာပဲနေရမှာတော့ကြထွက်သွားရင်မစားမတော့ရပဲထပ်ပြီးတော့တတိလစ်နေပါအောင်မယ်မင်းသားတခုခုဖြစ်သွားတယ်ဆိုရင်ဘသူအမင်းကိုကြည့်မှလဲကွာအိုးတော့ဘာပဲဖြစ်ဖြစ်ပေါ့ရှင်ကလေးမှမဟုတ်တာဘာလို့အဲ့လောက်တောင်စိတ်ပူနေရလဲမင်းပဆက်ကိုပိတ်ထားလိုက်တော့ငါတို့ဒီအိမ်မှာငါသားနောက်တယောက်နေနဲ့ထားမှာသူဒီမှာနေလဲအလကားမနေပါကွာမင်းကိုကူလောက်ပေးမှာပေါ့မင်းနောင်တတ်တာသေးတယ်အဲ့လိုကြားလိုက်တဲ့ချိန်မှာသူ့မိမကညင်ညင်ကိုအလုပ်တွေပြီးခိုင်းပြီး သူတို့အိမ်မှာမနေနိုင်ပဲသူ့တဘောနဲ့သူထွက်သွားအောင်နှိပ်စက်ဖို့ကြံစီပါတယ်။ရှားပါတယ်လေ။အဲ့ဒါဆိုရင်လဲဒါပေမဲ့သူဒီအိမ်အောက်မှာပဲအိပ်ရမယ်။အိမ်ပေါ်မှာလုံးဝမအိပ်ရအောင်နော်။ဟာမိမရာအပေါ်ထက်မှာလဲအလောက်ကျဲတာ။သူ့အပေါ်မှာဘေးအိပ်လဲဘာဖြစ်မှာလဲ။မင်းပါလို့အလောက်တောင်မှတွက်ကတ်နေရလဲကွာ။သူလဲလူပဲဟာလူလူ။အဲ့ဒါဆိုလဲဒီအိမ်မှာမထားနဲ့တော့။မင်းပါလို့တလောက်ထိစိတ်ပုတ်နေရလဲကွာ။မြစ်တာတရားတွေဘေးရောက်ကုန်ပြီလဲ။အော် ရှင်ကကျမပြန်អော်ရယ်ပေါ့လေသစိမ်းတယောက်အတွက်နဲ့ကျမပြန်ပြောရဲတယ်ပေါ့ဟဟာဟာငါဘာလို့မပြောရဲရမှာလဲကွာအမှန်တရားတွေပြောနေရရပါရဲ့ဗျာကျွန်တော်အိမ်အောက်မှာနေနိုင်ပါတယ်ဘာမှမဖြစ်ပါဘူးဗျာဖြစ်ပါမလားညီညီရအိမ်ပေါ်မှာအတူတူလာနေလဲရတာပဲဟုတ်ရပါရဲ့ဗျကျွန်တော်နေနိုင်ပါတယ်အိတ်ဆရာနေရာရှင့်ကိုရပါပြီတလောက်နဲ့တင်ကျေးဇူးအများတင်နေပါပြီတနာဆရာလေးပါလားကွာမင်းတော်တော်လေးကိုဒုက္ခရောက်ခဲ့မှာပဲ မကြခင်အလုတ်ကိစ္စနဲ့ငါမြို့သွားမှာငါမရှိတဲ့အချိန်မင်းတို့လုံးဝအနိုင်မကျင့်အောင်နော်ရှယ်အနေနဲ့ကြတော့ကိုတီဟာလေအလုတ်ကိစ္စနဲ့မြို့ပေါ်တက်သွားပါတယ်သူပြန်လာတဲ့ချိန်မှာတော့ညီညီအတွက်အဝတ်စားတွေနဲ့မုံတွေဝယ်လာပါတယ်ဘလို့လဲกว่าညီညီရမင်းဒီမှာနေတာအနိုင်ကျင့်တဲ့သူရှိလားရှိရင်ပြောနော်မရှိပါဘူးဗျာတထေးမှလည်းသဘောကောင်းတယ်ကျွန်တော်စားစရာတောက်စရာတွေပေးတယ်ကောင်းပါပြီကွာအဲ့ဒါဆိုရင်တော့မကြခင်မြို့ထပ်သွားရမှာကွာ ။အဲ့ဒါမင်းပါလို့ချင်းလဲပြောလေပြန်လာတဲ့ချိန်ငါဝယ်လာပေးမယ်။ဘာမှမလို့ချင်ပါဘူးဗျာ။ကျွန်တော်ကျွေးမွေးပေးတာနဲ့တင်ကျေနပ်လာပါပြီ။အဲ့လိုမြင်တော့သူ့မိမကမကောင်းတဲ့အကြည့်နဲ့ကြည့်ကယောက်ျားဖြစ်သူမြို့ပေါ်အလုသွားလုပ်တဲ့ချိန်မှာမကောင်းတဲ့အကြံစီတွေနဲ့ညီညီစီကိုရောက်လာပါတယ်။ညီညီကိုတီဟာမင်းကိုပါဝယ်လာပေးရလဲပြဆန်း။အော်အကောင်စားတွေကြီးပဲဒီမှာနင်းတို့လမ်းပေးတရောင်းစားလေဒါတွေရဖို့မထိုက်တန်ဘူးနင်းတို့လမ်းပေးရကလေးကချီရလေ အဟောင်းအဆုပ်ပြက်နဲ့ပဲထိုက်တန်နဲ့သိလားအဲ့လိုပြောဆိုပြီးတထေးမကသူ့ယောက်ျားဝဲလာပေးတာအကုန်ယူသွားတယ်ပြီးတော့ဟောင်းနှွက်နဲ့ဝတ်စားတွေပဲပြန်ယူလာပေးတယ်အိမ်အလုပ်တွေဆိုလည်းအစမတန်ခိုင်းပါတယ်ဒါပေမဲ့ညီညီတယောက်တော့ကြောကင်းစရာတနေရာရဖို့အတွက်ဘာမှပြန်မပြောပဲလှုပ်ပြီးရှာပါတယ်မိရဲ့ချက်ကကြီးတာမြန်သားပဲကွာဘယ်ချိန်မှဥမာလည်းမသိဘူးနော်ငါချက်ဥစားချက်နဲ့မကြခင်ဥတော်မှာပါဥလိုက်မင်းကိုအရင်ဆုံးလာပေးမယ်နော်အေးကွာ အိမ်ဦးကတော်တော်ကောင်းလောက်တယ်နော်တထင်းရဲ့သားကညီညီကိုနေ့တိုင်းစကားတွေလာပြောပါတယ်သူ့ကိုခွဲခြားဆက်ဆံတာမျိုးလည်းမရှိပါဘူးဒါပေမဲ့သူ့အမေတွေ့တာနဲ့စူပူချိန်မှပြီးညီညီနဲ့တူစကားလာမပြောခိုင်းပါဘူးတာဘာကိစ္စဒီလိုအောက်တန်းကြတဲ့ကောင်နဲ့စကားတွေလာပြောနေရလဲတို့ကြအောက်တန်းကြတဲ့အစ်င့်တွေကူးကုန်မယ်သူနဲ့လာပြီးမပတ်သက်နဲ့အမေမကြိုက်ဘူးနော်အမေဘာလို့အဲ့လိုပြောတာလဲဗျာသူလည်းလူပဲလေဘာလို့သူ့အလောက်တောင်မုန်းနေရလဲ အောက်တန်းစားကောင်တရောင်းစားကောင်နင်ငါတော့ဒီလိုဖြစ်အောင်လုပ်တာမလားဂျေဆုမသိတဲ့အကောင် အမေသူ့သွားပြောစရာမလိုပါဘူးတားဒီလိုဖြစ်အောင်ဘသူမှမလုပ်ဘူးအမေကအခုပေါ်အမြဲတမ်းနှိတ်ကွတယ်အမေကအခုပေါ်အမြဲတမ်းအနိုင်ကျင့်တယ်အမေဒီလိုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တော့မထင်ထားဘူးနင်မြင်မေမလားညီညီနင်ငါတော့ဒီလိုဖြစ်အောင်လုပ်တာပဲငါသားနဲ့နင်စကားထက်ပြောနေတာမြင်တော့လေဒီအိမ်ထဲမှာထက်နေရမယ်မထင်နဲ့အောက်တန်းစားတရောင်းစားအဲ့လိုကြားတော့လည်းညီညီကဘာမှစိတ်မဆိုးပါဘူး သူ့ဘဝကိုသူနားလဲပါတယ်မိုးကိုစရာနေရာရှိတာနဲ့စားစရာတောက်စရာရှိတာနဲ့တင် သူ့ဘဝကပြည့်စုံနေပါပြီရက်တွေကြာလာတော့ကြက်ကယောဂရလာတဲ့အတွက်ညီညီတယောက်စိတ်ပူနေတယ်ကြက်ကိုသွားပြီးကုသပေးချင်ပေမဲ့သူ့မှာပတ်စံတပြားမှမရှိပါဘူးဒီလိုနဲ့သူကတထေးမစီမှာပတ်စံနဲ့နဲ့သွားချိလိုက်တယ်တထေးမလည်းသူ့ကိုစူပူချိန်မောင်းတာပေါ့နင်ယူနေရလားညီညီငါစီကပတ်စံချီးပြီးတော့ကြက်ကိုဆေးသွားကုပေးမယ်နင်တော်တော်ရဲတင်းလာတာပဲအိမ်မက်မှတ်နေလိုက် ယောဂဖြစ်နေတဲ့တေပလိစေလေအလုံးမရှိအကင်မရှိပဲငောက်မြပတ်စံလာချီးနေသေးတယ်ပတ်စံလို့ချင်နေဆိုရင်ကို့ဘာသာကိုပတ်စံရှာလေဘာလဲမွေးတော့မွေးထားပြီအခုကျတော့မကုနိုင်တော့ဘူးလားဟုတ်ကျွန်တော်အရင်ပတ်စံချီးပေးပါလားဗျာပတ်စံရလာတာနဲ့ကျွန်တော်ချက်ချင်းပြန်ဆက်ပါမယ်ဟင်းနင့်လိုယောဂလာပတ်စံရှာနိုင်မှာသွားရှွရှွရှက်ရှက်ငောက်ရင်ပေါ်ထပ်ပြီးတက်မလာနဲ့သွားပတ်စံရှာပြီးချက်ကိုမကုတာပေးနိုင်တဲ့အတွက် ညီညီတောင်တတော်လေးကိုစိတ်ထိခိုက်နေခဲ့တယ်။သူ့ရဲ့အဖော်သူ့ရဲ့စိတ်ကိုတည်ဆောင်ကချက်ပဲရှိတဲ့အတွက်ချက်ကိုဘာမှမဖြစ်စေချင်ပါဘူး။ဒီလိုနဲ့ညီညီလည်းအလလုတ်ဖို့အတွက်အပြင်ထွက်လာခဲ့တယ်။ဒီလိုနဲ့အလလုတ်ပြီးပတ်ဆံရတော့သူ့ရဲ့ချက်ကိုစေကူတာပေးပါတယ်။ညီညီဘယ်ရရောက်နေရလဲ။ဘကဲနေမစိရသေးတာနင်မမြင်ဘူးလားယင်။ဘယ်ရရောက်နေရလဲလာခဲ့စမ်း။အမေကဘာလို့အလောက်တောင်မှအော်နေရလဲ။အေးညီညီကိုတွေ့လား။ तू ဘာလို့အိမ်လောက်တွေမလောက်တာလဲ။ဒီမှာပကံနေဆေးရမှာလေ तू မသိဘူးလား အမေရလဲဗျာအကိုကချက်ကိုစေကူတာပေးချင်လို့အလုတ်ထွက်လုံနေရလေအမေကိုပတ်စံလာချီတော့အမေကမပေးဘူးလေအမလေးသူ့လိုရုံနဲ့ဘသူကအလုတ်ခေါ်လုံမလဲသူ့လိုအတော့မကြတဲ့ကောင်ဘသူမှမခေါ်အမေအဖေးလာပြီတာညီညီရောဘယ်ဒီသွားနေရလဲအဖေးကိုလာမကြိုပါလားကွာအကိုကအလုတ်ထွက်လုံနေရပါအဖေးဒီတလောသူ့ချက်နေမကောင်းလို့သူ့ချက်ကိုကူတာပေးဖို့ပတ်စံလိုချင်လို့တဲ့ရောက်လာတာနဲ့အဲ့ဒီကောင်မင်းနေပြီ မိမတယောက်လုံးဒီမှာရက်နေတာမေးပါအောင်လား။သားရင်တာရီယူသွား။ဒါနဲ့မင်းအကိုကရောပဲချင်းပြန်လာမှလဲ။မကြာတော့ပါဖေ။သူကအိမ်အလုပ်တွေလည်းလာလို့ရအောင်မှာဆိုတော့ဟုတ်ကဲ့ပါရှင်။ညီညီတယောက်ဘယ်လိုရိဆက်ဖြစ်မလဲ။သူ့ရဲ့ဘဝကရောဒီလိုပဲသူများမွေးစားတာခံမေး။သူများနှိမ်တာပဲခံရမှာလား။ဒါမှမဟုတ်ညီညီဘဝရဲ့တစ်စိတ်ချုပ်ပြောင်းလဲမှုကြီးကဘယ်လိုဖြစ်မလဲဆိုတာကိုလာမယ့်အပိုင်းမှာဆက်လက်ဆောင်မြောကြီးစုပေးပါအောင်ရှင်။အခုလိုဆက်လက်မျိုးတွေသဘောကြရဆိုရင်တော့ ကျမတို့ channel ကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။အားပေးနေတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်။အမကတော့တင်ဆက်သူ Lady Khan ပါ။